်မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ပခုတ်ကူလေးရင်ကွင်းအနီးဆက်ကြီးကောက်နေသောစစ်တပ်နှင့်ရဲတချို့ကိုအသွင်ယူတိုက်ခိုက်မှုရဲနှင့်စစ်သား၂ဦးသေဆုံးပြီးတနက်တလတိန်စီရရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ခွင်အနီးဆက်ကြီးကောက်နေသောရဲနှင့်စစ်သားအချို့ကိုအသွင်ယူတိုက်ခိုက်ခဲ့ရာရဲတအူစစ်သားတအူစုစုပေါင်း၂ဦးတေဆုံးပြီးတနက်တလတ်သိမ်းဆီးရရှိခဲ့ကြောင်း ဆောက်တန်းရေစကြိုတက်ဖွဲ့တာဝန်ခံကိုအောင်မောင်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ၁ရက်နေ့နဲ့9နာရီ29မိနစ်အချိန်ပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ကွင်းအနီးပခုတ်ကူရေစကြိုလမ်းမကြီးပေါ်တွင်ကုန်ကားများကိုစက်ကြီးကောက်နေသောရဲလင်မယား၂ဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကစိုင်းကယ်ဖြင့်အသွင်ယူပြီးသွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာရဲတအုပ်သေးဆုံးကြောင်းထို့သောပစ်ခတ်တိုက်ခိုက်မှုအတွင်လေရင်ကွင်းကိတ်မှအကြမ်းဖက်စစ်သားများကပစ်ကူပေးတိုက်ခိုက်သဖြင့်ရှင်းကိတ်အား၄၀မမပုံတိတလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတအူးထပ်မံသေးဆုံးသွားကြောင်းသိရပါတယ်။စခတွေယူနီဖောင်းဝတ်ပြီးသွားလိုက်တာစစ်တပ်ယူနီဖောင်းနဲ့ပဲသွားလိုက်တာအနားရောက်တော့မင်းပါလုံးနေလေဘဲကလည်းမိတော့စမှုစုံခိတ်ကပြောတာနဲ့တခါလေးပြစ်ထည့်လိုက်တာတိတ်စီရရှိတာကရဲခိုင်တဲ့လက်နက်နဲ့ဆိုင်ကယ်တစီဒီကောင်တွေကခိတ်ခခေါင်းပေါင်းနဲ့တရားဝင်ခွင့်ပြုချက်နဲ့ပတ်စံထွက်တောင်းနေသူတွေမဟုတ်ဘူး။ကြားပေါက်ရှာတဲ့သူတွေတခါတလေနှစ်ယောက်တခါတလေသုံးယောက်အဲ့ဒီလိုထွက်ထွက်တောင်းတာအခုကလင်မယားနှစ်ယောက်ထွက်တောင်းတာဟု စောက်တန်းရေးစကြိုတက်ဖွဲ့တာဝန်ခံကိုအောင်မောင်ကသတင်းဌာနကိုပြောကြားပါတယ်။ဆက်ကြီးထွက်ောက်သောရဲမှပခုတ်ကူမျိုးနဲ့ပခုတ်ကူမျိုးမှရဲစခန်းမှာရဲလုတ်တက်6နှစ်ရှိရဲတပ်သားရှီမွန်ဖြစ်ပြီး၎င်း၏စနီးဖြစ်သူနှင့်အတူ MA1 အမျိုးအစားတနတ်တလန်ဆိုင်ကယ်တစ်စီးတို့ကိုတင်စီရရှိခဲ့ကြောင်းဖမ်းဆီးရရှိသူရဲတပ်သား၏စနီးမှာကိုဝင်ငါလလွဲထားရသဖြင့်စစ်စေးနေမြန်ကပြန်လွှတ်ပေးလိုက်ကြောင်းသိရပါတယ်။အဆိုပါလုံဆောင်မှုများကုန်စောက်တန်းရေးစကြိုတက်ပေါင်းစုရဲဘော်နှုတ်ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကောက်ကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီး TNL ဆုတ်ခွာမဲ့မျိုးများကို PLA အပါအဝင်တော်လည်ရေးတပ်ပေါင်းစုကအစွမ်းကုန်ကောက်ကွယ်သွားရန်ပြင်ဆင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။တောင် TNL ဆုတ်ခွာမဲ့မျိုးများကို PLA အပါအဝင်တော်လည်ရေးတပ်ပေါင်းစုကအစွမ်းကုန်ကောက်ကွယ်သွားရန်ပြင်ဆင်ထားကြောင်း PLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ TNL ကအော်တိုဘာလ29ရက်နေ့တရုတ်ဤချောင်းဝင်စိတ်ဆက်မှုဖြင့် စစ်တပ်နှင့်အပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုံနှင့်မိုးမိတ်မြို့များမှဆုတ်ခွာမိဖြစ်ကြောင်းတရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ DNL ဆုတ်ခွာသွားရင်လည်းကျမတို့ PLA တို့မန္တလေး PDF တို့မိုးကုတ် view ဟာတို့တခြားတပ်တွေရှိတယ်။ APSDF တို့ရှိတယ်။တပ်တွေတခြားတပ်ပေါင်းစုတွေကတော့အစွမ်းကုန်ကောက်ွက်သွားမှာပါ။ဒါပေမဲ့တကယ်လို့မြို့တဲကိုသူတို့ဝင်သွားပြီးကိုဘက်ကမကနိုင်လို့ဝင်သွားခဲ့ပြီဆိုရင်တော့သူကတော့ထုံးစံအတိုင်းရန်သူတပ်ကတော့အစိုးမရဘူးဆိုတော့သူတို့မီးရှို့ရင်လည်းရှို့မယ်ဖြတ်ရင်လည်းဖြတ်မယ်ဆိုတော့ အဲ့ဒီအနေရကိုကြည့်ပြီးတော့အချို့လဲရွှေသင့်ပြောင်းသင့်လူတွေအနေနဲ့ရွှေပြောင်းထားရင်လည်းမမှားဘူး။နောက်ပြီးတော့လဲဝိုင်းတိုင်းမဲ့အဖွဲတွေ၊ကောက်ွယ်ပေးမဲ့အဖွဲတွေကိုလဲစိတ်တက်ပိုင်းအရာရောငွေကြေးပိုင်းအရာရောဝိုင်းပြီးစောင့်ရှောက်ပေးဖို့၊ခုညီပေးဖို့နောက်ပြီးတော့အဲ့ဒီလောက်အထိလဲအရန်စိုးရင်ကြောက်လန့်မနေကြဘူး။မိဘပြည်သူတွေကိုတိုက်တွန်းချင်ပါတယ်ဟု PLA တရင်နှစ်ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ်။ TNL တက်ကလက်လွတ်ဆုတ်ခွာရန်ရှိနေသည့်မိုးကုတ်မြို့နှင့်မိုးမိတ်မြို့ပေါ်သို့အကြံဖတ်စစ်ကောင်စီတက်ကမြို့ထဲသို့တရင်ပေးများဆေးလွတ်ထားပြီး တပိတ်ချင်းမျိုးနဲ့ဘက်မှအဝင်ရောက်ရန်စတင်လှုပ်ရှားနေကြောင်းမိုးကုံမျိုးနဲ့မိုးမေးမျိုးတို့မှ TNL တပ်များဆုတ်ခွာသွားမိဟုကြေညာပြီးနောက်ရှင်းမျိုးနှစ်မျိုးကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ရဲ့အတွက်調査ဆောင်ရွက်လျက်ရှိရာပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့အသီးတီကလည်းရှင်းမျိုးများကိုအစွမ်းကုန်ကောက်ွယ်သွားမိဖြစ်ကြောင်းအသီးတီထုတ်ပြန်ကသတိပေးထားပါတယ်။မိုးကုံမျိုးတို့မိုးမေးမျိုးတို့မှတော့မျိုးတွေပေါ်မှာစီးရေးလှူရှာတာမရှိသေးဘူး။ဖော့တော်လန်းစုံမှာပဲတိုက်ပွဲရှိသေးတာ။နောက်ပြီးတော့တွင်းငယ်နာတွေ တာတာက73နာရီမှာတော့တိုက်ပွဲလေးတွေချိုချာချိုချာဖြစ်တယ်။သူတို့က drone နဲ့ခြားတာလေရင်နဲ့ခြားတာတွေရှိတယ်။အတိကကတော့ဖော့တော်လန်းစုံဘက်ကိုအသေးအတန်ထိုးနေတာ။အရင်က9မိုင်9မိုင်ကလည်းသူတို့ရသွားပြီဆိုတော့ဖော့တော်လန်းစုံမှာတော့အပြန်အလှန်တိုက်ခိုက်နေကြတယ်။နောက်ပြီးတော့ကြောက်ကြီးဘက်တွေမှာလည်းကထားတာတွေရှိတယ်။စခတွေကအဲ့ဒီဘက်မှာလှုပ်ရှားနေတာပေါ့။မိုးမိတ်ဘက်ကျတော့တွင်းငယ်ဘန္နာတတက73နာလှုပ်ရှားတယ်ဟု PLA သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကဆိုပါတယ်။ အကြံဖတ်စစ်တပ်ကတပိတ်ချင်းမြို့နယ်အတွင်းရှိအမှတ်73တပ်မတော်တပ်မြင့်တင်တန်းကြောင်းတပ်တကဆက်တုံးတွင်မိုးကုတ်မြို့မိုးမိတ်မြို့နှင့်အခြားမြို့များမှဆုတ်ခွာလာသည့်စစ်သားများကိုစုဖွဲ့ထားသည့်စစ်မှုရန်တပ်သားတင်များကိုလည်းတင်တန်းပေးကတိုက်ပွဲဖြစ်ပွားရာနေရာများကိုစစ်ကူလက်နက်ခဲယံများပို့ဆောင်နေကြောင်းအလားတူမိုးကုတ်မြို့နှင့်မိုးမိတ်မြို့ပေါ်တို့တွင်သတင်းပေးမိသူများဆေးလွတ်ထားကြောင်းသိရပါသည်တပ်တကဆက်တုံးမှကမိုးကုတ်မိုးမိတ်ကပြေးသွားတဲ့သူတွေရောတပိတ်ချင်းနဲ့တခြားတပ်တွေကပြေးတဲ့သူတွေရောအဲ့ဒီမှာစုတဲ့ နောက်ထပ်ပါစတွေကိုတင်နန်းတွေပေးအင်အားစုပြီးတော့အဲဒီကနေတက်ကူတွေရိတ်ခါတွေလူတွေခရမ်းတွေတတက73တဲ့ကနေပြန်ပို့ပြီးတော့တိုက်တာတွေရှိတယ်။အဲဒီနာမှာပဲထောက်လျှောက်လှူရှားနေတာမိုးကုတ်မိုးမိတ်ဘက်မှာတော့စေးလှူရှားတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့ဒလန်တွေရှိတယ်။ဒလန်တွေမျိုးတဲလှုပ်ထားတာရှိတယ်။မျိုးပေါ်မှာကြံနေတဲ့သူတို့လူတွေရောနောက်ထပ်ပုံစံမျိုးစုံနဲ့လှုပ်ရှားတာတွေရှိတယ်။တက်နဲ့လှုပ်ရှားတာတွေတော့မရှိသေးဘူးဟု PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းပြပါတယ်။ လက်ရှိအချိန်တွင်ပြည်သူ့လူမျိုးရေးတပ်မတော်အနေဖြင့်စက္ကိုင်းတိုင်းမကွေတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနယ်တနင်္သာရီတို့တွင်မှမဟာမိတ်များနှင့်ပူးပေါင်းကစစ်အုပ်စုကိုတိုက်ခိုက်လျက်ရှိပြီးစစ်ဒေသအသီးသီးတွင်စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးအတွက်အကြမ်းဖက်စစ်အုပ်စုကိုအလဲထိုးနိုင်ရန်တိုက်ပွဲဆင်နေခြင်းဖြစ်ကြောင်း2029စစ်စင်ရေးနှစ်နှစ်ပြည့်ထုတ်ပြန်ချက်တွင်အတည်ပြုထားပါတယ်။ဆလပီပြင်သစ်သမ္မတမှဒေါအောင်ဆန်းစုကြည်ထံပုံကိုရေးစာပေးဖို့ပြီးဂျမ်းမာရေးအတွက်စိုးရိမ်ချောင်းပြော ဒေါအောင်ဆန်းစုကြည်သမရဦးမြင့်နဲ့နိုင်ချင်းအလုံးကိုချွင်ချက်မရှိလွှတ်ပေးရန်တောင်းဆိုရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်သမရဦးမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်မြောက်ရေးအတွက်အမြဲတောင်းဆိုအားပေးနေတဲ့ပြင်သစ်သမရပြင်သစ်အစိုးရနဲ့ပြင်သစ်ပြည်သူတွေကိုကျေးဇူးတင်ကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကပြောပါရယ်။မကြသေးခင်ကပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြန်မာအတွက်အထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ရှယ်ဘီနဲ့ကိုထိန်လင်းတွေ့ဆုံခဲ့ကြတယ်လို့သိရပါရယ်။ အဲ့ဒီလိုတွေးဆောင်ချိန်မှာပြင်သစ်သမ္မတအီမန်နူရက်မက်ခရွန်ကနေဒေါအောင်ဆန်းစုကြည်ထံပေးပို့တဲ့ပုဂ္ဂိုလ်ရေးစာတစောင်လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။စာထဲမှာပြင်သစ်သမ္မတဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးခြေအနေကိုစိုးရိမ်ပူပန်ကြောင်းဖော်ပြထားပြီးဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအချင်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလှုပ်ပေးဖို့ပြင်သစ်နိုင်ငံအနေနဲ့ထပ်မံတောင်းဆိုထားကြောင်းရေးသားထားတာဖြစ်ပါတယ်။အသက်ကြီးလာပြီးဖြစ်တဲ့ကျွန်တော်မေမေဟာအချုပ်အနောင်ထဲမှာကျမ်းမာရေးမကောင်းတော့ပါဘူး။မေမေဟာနိုင်ငံလွတ်လပ်ရေးအတွက် သူ့ဘဝတသက်တာတရှောင်းစူးစမ်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။မိမိလွမြောက်ခြင်းဟာလူခွင့်ရေးနဲ့ဂုံတိတ်ခါအတွက်သာမကမြမပြည်ရဲ့လွမြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်လို့ကိုထိန်လင်းကဆိုပါတယ်။ပြင်သစ်နိုင်ငံကောင်းဆောင်နဲ့ပြည်သူတွေအနေနဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့မြမပြည်သူတွေအပေါ်သနာကယူနာထားပြီးအမြဲထောက်ခံအားပေးမှုအတွက်ကျေးဇူးအထူးတင်ရှိသလိုပြင်သစ်နိုင်ငံရဲ့မိတ်ဆွေကောင်ပီတာချင်းကိုလည်းလိုက်လိုက်လေလေခန်းစားရတယ်လို့ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဆက်လက်ပြီးကြက်ခိုင်ရေးမဲဆွယ်ဆိုင်ဖို့ စုပ်ဖြဲသူအပါ9ဦးကိုစစ်ကော်မရှင်ထပ်မံဖမ်းဆီးရွှေကောက်ပွဲအတူနှောက်ယှက်မှုဖြင့်ဖမ်းဆီးခံထားရသူ65ဦးရှိပြီဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ကသူတို့ရဲ့အတူရောင်ရွှေကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပြည်သူ9ယောက်ကိုထပ်မံဖမ်းဆီးတရားစွဲဆိုထားကြောင်းမင်းညကထုတ်ပြလိုက်ပြီးအခုဆိုရင်ရွှေကောက်ပွဲအတူကိုစန့်ကျင်မှုနဲ့ဖမ်းဆီးခံထားရသူ65ယောက်ရှိသွားပြီဖြစ်ပါတယ်။ နိုဝင်ဘာ၂ရက်နေ့ကခရင်ပြည်နယ်ဖအံမြို့မှာကြံခါရေးကိုစဲလေလောင်စောမြင့်ဦးရဲ့ကြောင်ညာဆိုင်ဖို့ကိုဆုတ်ဖြဲမှုကြောင့်အသက်15နှစ်အရွယ်ဖြိုးမင်းတန်နဲ့32နှစ်အရွယ်ထွန်းထွန်းဝင်းတို့ကိုဖမ်းဆီးကာရွှေကောက်ပွဲနောက်ဆက်ဖျက်ဆီးမှုများတားဆီးရေးဥပဒေပုံမှာ24ကကြီးနဲ့အမှုဖွင့်ထားရလို့ဆိုပါတယ်။အော်တိုဘာလ31ရက်နေ့ကရန်ကုန်တိုင်းတလားမြို့နယ်မှာမဲစရင်စီစစ်ဖို့လာတဲ့ရွှေကောက်ပွဲကော်မရှင်အဖွဲ့ဝင်အချို့ကိုထိုးကျိတ်လို့ဆိုပြီးအသက်46နှစ်အရွယ်ခိုးကျော်တီဟန်ကိုလည်းပုံမှန်24ကကြီးနဲ့ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ ဒါပြင်အောက်တိုဘာ24ရက်မှာအီယာဝတီတိုင်းဝါခဲမမြို့နယ်ကအသက်58နှစ်အရွယ်ကိုမျိုးမင်းဆွေခမိမိရဲ့လက်ကင်ဖုံးထဲမှာရွှေကောက်ပွဲကိုနှောက်ရက်ဖြက်စီးဖို့ PDF ထံစာဖိုထားတာစစ်ဆေးတွေ့ရှိရတယ်ဆိုပြီးပုံမှန်23ကကြီးနဲ့အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။ရှမ်းပြည်နယ်တောင်ကြီးရန်ကုန်တိုင်းကမာမြို့နယ်အီယာဝတီတိုင်းပသိမ်မြို့နယ်တို့ကအမျိုးသမီး၃ယောက်ကိုလည်းစစ်တပ်တူရောက်ရွှေကောက်ပွဲစစ်တပ်တူရောက်ရွှေကောက်ပွဲဝါဒဖြန့်ခေတ္တမိုင်းကိုထုံးဆိုင်မိသူများဇက်ကားကိုဝေဖန်မှုနဲ့ဖမ်းဆီးအရေးယူထားကြောင်းသိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာသူတို့ရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ်အထူးရောက်ရွေးကောက်ပွဲကိုနိုင်ငံတကာနဲ့မြန်မာပြည်သူတွေစန့်ကျင်နေတဲ့ကြားကအတင်းအကျပ်ကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ရှမိုက်တရင်တက်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။